မင်္ဂလာပါလို့နှုတ်ခွန်းဆက်ပါတယ်ဖျားရှင်ရဲ့ဂျေဇုတော်ကိုချီးမွားပါတယ်ကျွန်တော်ဂျေဇုတော်ကြောင့်2025ခုနှစ်မေလ12ရက်နေ့သို့ရောက်ရှိလာပါပြီပို့ဆောင်တော်မူသောဖျားရှင်ကိုဂျေဇုတင်ပါတယ်နေရစင်တိုင်းချစ်စုသူအားလုံးကိုဖျားရှင်ကောင်းချီးပေးပါစေဆုတောင်းကြပါစို့အဖဖျားရှင်ဂျေဇုတင်ပါတယ်နှုတ်ကပတ်တော်အားဖြင့်တိဆောက်เสียဖြစ်စေပါနတ်နေတော်တမန်တော်ကိုကိုရောယူဆောင်ဖော်ပြပေးပါ နေ့တိုင်းနှက်ွက်တော်ကိုကြည့်ရှုခွန်အားယူနားထောင်တဲ့ online ပရိသတ်အားလုံးကိုကောင်းချီးပေးပါလေအခုလေကျွန်တော်ပြောခြင်းထက်ကိုယ်တော်ပြောခြင်းသာဖြစ်စေပါသခင်ယေရှုနာမအားဖြင့်ဆုတောင်းတဲ့ဝေငှပါလေဖျားအာမင်ဖျားရှင်ရဲ့ခြေစတော်ကိုချီးမွမ်းပါလေကျွန်တော်တို့တမန်ကျမ်းစာမှာတွေ့ရတဲ့မိုက်သောအမျိုးသမီးများနဲ့ပညာရှိသော အမျိုးသမီးများအဲ့ဒီကောင်းစဉ်ကိုကျွန်တော်နားထောင်နေပါလေဒီကောင်းစဉ်ကိုဘာကြောင့်ဖော်ပြလဲဆိုတော့ ကျွန်တော်တို့ဒီမေလာသည်မိခင်များနေ့မေလာဒုတိယပတ်သည်မိခင်များနေ့ရှိသလို မနေ့ကပဲကျွန်တော်တို့အသင်းတော်မှာလေမိခင်များကိုဂုဏ်ပြုခြင်းနဲ့တူဒီကနေ့နတ်နတ်မှာလေ YCC ရန်ကုန်အသင်းတော်ပေါင်းစုံအမျိုးသမီးမိသားယာအဖွဲ့ရဲ့ဂုဏ်ပြုခြင်းတွေလည်းဒီနေ့နတ်နတ်မှာအဲကျွန်တော်အသိတော်မှာလက်ခံပြီးတဲ့အခါမှာလှုပ်ဆောင်ဝင်ရတယ်ဖခင်နာမှာပုံချပါစေအားလုံးဟာခြေစွတ်တော်ကြောင့်ဖြစ်တယ်အဲ့တော့အမီဒီကို မိခင်များနေဖြစ်အမျိုးမျိုးသချင်းနေဆက်နှစ်ကွက်တော်တွေနဲ့ပေါ်ပြဓာရီဟာမင်္ဂလာဖြစ်တယ်။ဒါကြောင့်အမေတွေကိုဂုံပြုတဲ့အနေနဲ့ဒီကောင်းစဉ်ကိုကျွန်တော်တို့ကနားထောင်နေတာလေးဖြစ်ပါတယ်။ဒါကြောင့်ချမ်းစာထဲမှာမိုက်တဲ့အမျိုးမျိုးတွေရှိပါတယ်။နောက်ပညာရှိတဲ့အမျိုးမျိုးတွေလည်းရှိပါတယ်။အများကြီးရှိတယ်အဲ့တော့မိုက်သောမျိုးမျိုး9ယောက်ကျော်ပြောပါမယ်။ပညာရှိတဲ့မျိုးမျိုး9ယောက်ပြောမယ်။အဲ့တော့ အခုကျွန်တော်တို့ mic သောအမျိုးသမီးကိုစနားထောင်နေတာဖြစ်တယ်ဒီကနေ့နှစ်ယောက်မြောက်ကိုရောက်ပါပြီနံပါတ်1ပထမတစ်ယောက် mic သောအမျိုးသမီးများမှာနံပါတ်1ပထမတစ်ယောက်ကဒီလီလဖြစ်တယ်တုတ်တန်ခန်းကြီး23ငွေ29တရားသူကြီးမစာခန်းကြီး76ငွေ76က27တိဖိုင်ရေသူ့ကြောင်းတွေ့ရမယ်ဒီလီလာကနတ်တော်ကျုံနဲ့တူတဲ့ပြစ်ဒဏ်ဖြစ်တယ်အဲသူနဲ့ပတ်သက်ပြီးကျွန်တော်အများကြီးဖော်ပြခဲ့ပြီးသူ့ရဲ့လောက်ရဲ့ သူ့ရဲ့လှုပ်ဆောင်မှုအပြင်ရှန်ဆုံဘဝပြတ်သွားတယ်။အဲ့ဒါမိုက်တော်မျိုးမင်းဖြစ်တယ်။ဒါတုတ်တန်ခန်းကြီး23ငွေ29ကိုဖိုင်တွေ့ရတယ်။စိုးတဲ့မိုက်တဲ့အမျိုးသမီးကအိမ်ကိုဖြိုဖျက်တတ်တယ်။ဒါပေမဲ့ပညာရှိတဲ့အမျိုးသမီးကအိမ်ကိုတိဆောက်တယ်။ဒါကြောင့်ကျန်းစာထဲမှာနတ်တော်ကျုံးနဲ့တူတဲ့အမျိုးသမီးဟာဒီလိလဖြစ်တယ်။သူ့ကြောင့်ရှန်ဆုံဒုက္ခရောက်တယ်။ သူ့တတမဖြစ်ဖို့အရေးကြီးတယ်ဆိုတော့ကိုသွားတွေ့ရတယ်ဒါမိုက်တော့အမျိုးသီးထဲမှာနံပါတ်1ဒီလီလာဖြစ်တယ်နံပါတ်2ဒုတိယတက်ရောက်ကတော့တုတ်တန်ခန်းကြီး22အငယ်14မှာဖတ်ရင်အဲလိုအမျိုးသမီးမျိုးသွားတွေ့ရတယ်ကဲအဲ့ဒါဘာလို့လဲเนาะကျွန်တော်ဖတ်ကြည့်မယ်အမျိုးပြတ်သောမိန်းမဤနှုတ်သည်နတ်သောမြေတွင်ဖြစ်အမျိုးပြတ်တဲ့မိန်းမရဲ့နှုတ်ကနတ်တဲ့မြေတွင်လိုပဲတုတ်တန်ခန်းကြီး22အငယ်14 အဲ့တော့နားလေအောင်ပြောရင်တော့နှစ်သောမြည်တွင်းနှင့်တူသော အမျိုးပြတ်သောမိမဤနှုတ်ပြန်ပြောခြင်းနဲ့နှစ်သောမြည်တွင်းနှင့်တူသောအမျိုးပြတ်သောမိမဤနှုတ်အော်ကျန်တော်ရမနှစ်သောမြည်တွင်းနဲ့တူတဲ့အမျိုးပြတ်တဲ့မိမရဲ့နှုတ်ဆိုတာဘာသူပြောတာလဲဆိုတော့ပေါတိဖာမိမကိုပြောတာအော်ဒီကနေ့လေ့လာမယ့်ဒုတိယတယောက်ဒီပေါတိဖာရဲ့မိမဖြစ်တယ်အဲ့တော့ကျန်စာထဲမှာဒီပေါတိဖာမိမက ကပောက်ချန်ခန်းကြီး39အငွေ9ကနေ10အငွေ16ကနေ20ဒီဖက်ရင်အဲဒီဖြစ်ပျက်ကိုကျွန်တော်တွေ့ရမှာဖြစ်တယ်။အကျွန်တော်အလုံးသိတဲ့အတိုင်းပဲပေါတိပါဆိုတာအဂုတုပီမာရှိတဲ့ဖာရောဘုရင်ရဲ့အမတ်ဖြစ်တယ်။အဲတော့ပေါတိပါမိန်းမကိုကျန်သာမနာမည်မဖော်ပြထားပါဘူး။ဒါပေမဲ့လည်းနာမည်သာမဖော်ပြထားတာသူ့လှုပ်ရက်နဲ့သူ့နှုတ်ကလည်းအတော်လေးရော့တဲ့ရဲ့ဘဝကိုအပြောင်းလဲတွေဖြစ်သွားစေတယ်။ နှုတ်မကောင်းတဲ့အမျိုးကြီးထဲမှာပေါတိပါမိန်းမပါတယ်။တော့ယောသက်ကပေါတိပါမိန်းမကိုဘာမှဆွဲလန်းခြင်းချစ်ကြိုက်ခြင်းမရှိဘူး။တတိသောအခါမှာပေါတိပါခီးသွားတဲ့အခါပေါတိပါမိန်းမယောသက်ကိုဆွဲလန်းတယ်ချစ်ကြိုက်ပြီးယောသက်ကိုအတူအိပ်ဖို့တောင်းဆိုတာမရတဲ့အခါသူကပြောင်းမြန်လန့်ပြီးယောသက်ရဲ့အဝတ်အစားကို သူကယူထားပြီးတော့သူ့ယောက်ျားလာတဲ့အခါမှာ ရှင်ခန့်ထားတဲ့ကြုံကကျမကိုမထီလေးစားလုတ်တယ်ဆိုတိုင်ပြီးရော့သက်ကိုထောင်ထဲထည့်လိုက်တယ်။အဲ့တော့ body ဘာမင်းပါပဲ။အဲ့ဒါကပေါ့ချန်ကရင်39အငယ်ခုနှစ်ကနေတဆေတိဖတ်ရင်တော့တွေ့ရမယ်။ generally ဖတ်ပြခြင်းနဲ့ပေါ့ချန်ကရင်39အငယ်ခုနှစ်မှာအထုနောက်မှာသခင်မရသည်ရော့သက်ကိုတတ်မှတ်သောစိတ်ရှိ၍ငါနဲ့အတူအိပ်ပါဟုဆို၏။အဲ့တော့ပေါတိဖာမယားရဲ့စိတ်ထဲမှာယေရှုခရစ်နိုင်ရှိတဲ့စိတ်တော်ရှိတာမဟုတ်ဘူးတတ်မှတ်တဲ့စိတ်ရှိတာ ဒါကြောင့်သူကယောသတ်နဲ့အတူအိတ်ချင်တာသူခင်မုန်းတဲ့ပေါတိဖာနဲ့အတူနေရတာကို तू ကသဘောမကျတော့တမတဲ့စိတ်ကဖောက်ပြန်ပြီးအခြားအမျိုးသားတစ်ယောက်နဲ့အတူနေခြင်းစိတ်ဖြစ်နေတာအဲ့ဒါတမတဲ့စိတ်အဲ့ဒါမိုက်တော်အမျိုးမျိုးပဲတောင်ဒီစိတ်ကအလွန်ကြောက်ရွံ့ကောင်းတယ်တောင်ဒီတမတဲ့စိတ်ကယောသတ်နဲ့အတူအိတ်ချင်နေတာအော်ကျန်တာလေဘာရေးထားလဲဆိုတော့ ်ခေါင်း39အငယ်10မှာယောသကလည်းကျွန်တော်သခင်သည်အိမ်တော်၌ရှိသည်များဥစ္စာကိုကျွန်တော်လက်ထဲသို့အပ်ပါ၏ကျွန်တော်၌ဘယ်ဥစ္စာရှိမှန်းကိုမျှမမှမသိမမှတ်ပါဤအိမ်တွင်လည်းကျွန်တော်ထက်သာ၍ကြီးသောသူမရှိပါကိုမယားဖြစ်သောသခင်မမတပါအဘေးရာကိုမျှကျွန်တော်အာမမြတ်တာပါသူပြုလင်အပြစ်ကြီးသောဤမှုကိုကျွန်တော်ပြု၍ဘုရားသခင်ကို အပေသို့ပြစ်မှားနိုင်သည်ဟုမိမိသခင်မယားအာ ညင်း၍ပြန်ဆို၏။ပေါတိပါမိမစိတ်ထဲမှာတတ်မှတ်တဲ့စိတ်ရှိတယ်။ဒါပေမဲ့ယောသရဲ့နှလုံးသားထဲမှာဘုရားသခင်ရှိတယ်။အဲ့ဒါကြီးမားတဲ့ကွာခြားချက်ပဲ။ဟောတတ်မှတ်တဲ့စိတ်ရှိတဲ့အမျိုးသမီးကတတ်မှတ်ခြင်းပေါ်မှာပဲသူကလှုပ်တယ်။ဒါပေမဲ့ဘုရားသခင်ရှိတဲ့ဘုရားသားကလည်းဒီလိုမျိုးဘုရားမကြိုက်တာ လုပ်ရင် ပေါ်ဒီမှာမိမောင်ပြမယုံနေမဟုတ်ဘုရားသခင်ဟောပါပြမမိသားဖြစ်နေမယ်ဆိုတာ ။ तू ကတခါတည်းအတိလင်းပြောပလိုက်တယ်။အဲ့ဒါထူးခြားချက်ပဲ။ဘာဒီကနေ့ကျွန်တော်ရဲ့လှုပ်ရဲ့ကျွန်တော်ရဲ့ပြောရရာကျွန်တော်ရဲ့အသက်ရှင်မှုအားလုံးကဘုရားသခင်ကိုပြစ်မှားခြင်းမဖြစ်မိဘူးလူတွေဆိုတော့တွေ့ရတယ်။ဒါဟုရောသက်ကကောင်းသည်။ तू ဘောလေးပါမင်းမောင်ပြစ်မှားလိုက်ရင်ဘုရားသခင်ကိုပြစ်မှားမိတာဖြစ်တော့တောင်းသူရှောင်းတယ်။ရှောင်းရမလားဆိုပြီးတော့ဘောဒီပါမင်းမသူ့ယောက်ျားလာတဲ့အခါ ရှင့်ရဲ့ဟီဘဲကျောင်းကကျမမယုံမသိလို့တယ်ကျမကျဲတဲ့အတန်နဲ့အော်ဟစ်မှသူ့အဝတ်ကိုစွန့်ပြီးထွက်ပြေးတယ်ဆိုပြီးလွဲမားတဲ့အရာနဲ့သူကချက်တွန်းတယ်အဲဒီချိန်မှာမေပေါ်ဒီပါလေသူ့မိန်းမစကားကိုကြားတာနဲ့ချက်ချင်းရောသက်ကိုပထမယုံငယ်တော့တအိမ်လုံးတော့တော်အထားတာဒါပေမဲ့မိန်းမလည်းပြောရောသက်ကိုမယုံမဲထောင်ထဲထည့်လိုက်ဒီဇလန်တစ်ခုလုံးရဲ့အနှစ်ချုပ်ကတည်းက ဟောဒီဇလိုင်းတစ်ခုလုံးမှာဒီဖြစ်ဖြစ်ကြီးတစ်ခုလုံးမှာအချက်ကလေး၄ချက်တော့တွေ့ရနောက်ဒီဘရန်ချက်ကပါလေဆိုပေါတိပါရဲ့မိန်းမအမတ်ရဲ့မိန်းမနားလည်အောင်ပြောရူးကြီးတယ်ဂုံအတိုင်းဝိုင်းကြီးတယ်ဒါပေမဲ့နှလုံးသားမကြီးဘူးသူကကြီးမားနဲ့ရာထူးရထားတယ်ဘာကြောင့်လဲအမတ်ကတော်ဖြစ်နေတော့ဒါပေမဲ့သူနှလုံးသားသေးသေးသူနှလုံးသားကလမ်းဘေးဆန် အဲ့တော့တွေ့တာပေါ်ဒီပါမိမရဲ့အသက်တာကြီးမားတဲ့ယာတုသာသူ့ယောက်ျားရထားတယ်သူလည်းကြီးမားတဲ့ယာတုအမတ်ကတော်သာပြောတယ်ဒါပေမဲ့နှလုံးသားခလီတီတော်မှ မလုတဲ့အရာမျိုးလမ်းဘီယာလူတယောက်လုတဲ့ပုံစံမျိုးသူလုတ်လိုက်တယ်ရောသက်ကသူနှလုံးသားမကြည့်နှလုံးသားသေးသေးဘာကြောင့်လဲသူ့ရဲ့နှုတ်ကအမျိုးပြတ်တဲ့မိမရဲ့နှုတ်ဖြစ်တယ် တုတ်တန်ခန်းကြီး22အငယ်14ရအမျိုးပြတ်သောမိမကြီးနှုတ်သည်နတ်သောမြေတွင်သူ့နှုတ်ကြောင့်ယောသကနတ်တဲ့မြေတွင်ထောင်ထဲဝင်သွားတောင်ပေါ်ဒီမှာမိမကြီးမားတဲ့ယာရုရှိတယ်ဒါပေမဲ့နှလုံးသားမကြည်ဘူးသဘောထားသေးသိမ့်တဲ့အခါသူ့လှုပ်ရက်တွေအားလုံးဟာလူကြီးလူကောင်းမပီသတဲ့ပြင်တကယ်ဒုက္ခပေးတဲ့နှုတ်ကို ကင်ဆောင်ထားတဲ့အမျိုးမျိုးဖြစ်သွားတယ်သူနှုတ်မှာဟောဒုက္ခပေးခြင်းရှိတယ်ဒါဝင်ဒီကနေ့ကျမ်းစာမှာနော်ကျွန်ရရဲ့နှုတ်ကကောင်းသောနှုတ်ဖြစ်ဖို့လိုတယ်ဒါဝင်ကျမ်းစာပြောတယ်နှုတ်ရဲ့အသီးကိုစားရတယ်လို့ပြောပါတယ်ကျောကောင်းသောနှုတ်ပေါ်ဒီမှာမိမနှုတ်ကတော့လွဲမှားတဲ့နှုတ်ဖြစ်ဒါဝင်နံပါတ်1ကြီးမားတဲ့ຢာရုရှိတယ်ဒါပေမဲ့နှလုံးသားသေးသိမ့်ပြီး1နည်းပေါ်ရအရာတွေသူလုံး နံပါတ်2ဒုတိယချက်ကပေါ်ရိပါမိန်းမကျန်တော့သူ့နာမည်မပေါ့ပေါ်ရိပါမိန်းမနာမည်မရေးထားသူ့နာမည်လည်းမပေါ့သူတစ်ပါးကိုအဆိုးပြုဒါပေမဲ့ကျန်တော့နာမည်မပါတဲ့သူနဲ့ဗျောင်းမြန်မျိုးသီးတယောက်ရှင်သူကြောက်အချိုးပြုအဲ့ဒါဘာလို့လဲဆိုတော့နေမအိမ်ကကြော်မလေးသူကအချိုးပြုနေမအနူပြောက်ဖို့ရှမာရီမျိုးကိုသွားခိုင်းတယ် proper elision နဲ့တော့တွေ့ခိုင်းတယ် အဲ့တော့ကျန်တော့နာမည်ပပလာခြင်းအတူတူတုံ့ပြန်လာခြင်းကြောင့်ကွာသွားတယ်။ကျော်မလေးနှုတ်ကနေမန်ဘဝကိုတိဆောက်ပြီးလိုက်တယ်။ပေါတိဖာမိန်းမရဲ့နှုတ်ကြတော့ယောသတ်ဘဝကိုဖြိုဖျက်လိုက်တယ်။ဒါနံပါတ်1တောင်းသူကနာမည်မပါသလိုသူများဘဝကိုဖြိုဖျက်တဲ့သူတွေမှာပေါတိဖာမိန်းမပါတယ်။ဒါပြန်ကျော်မလေးကြောင့်သူများဘဝကိုတိဆောက်တဲ့အထဲမှာပါတယ်။အော်ကျော်ကျမရဲ့အသက်တာသူတို့ဘဝကိုတိဆောက်ပြီးတော့သူဖြစ်တယ်။ ီလောကကြီးမှာလူတွေရဲ့ဘဝကိုဖြိုဖျက်နေတဲ့ကာလကြီးမှာ ကျွန်တော်ရှိတဲ့နေရာမှာကျွန်တော်ကတိဆောက်တော်သူဖြစ်ဖို့လိုတယ်ဆိုတွေ့ရတယ်။နံပါတ်3တတိယချက်တတိယချက်ကတော့ဗာလီဆိုတော့ပေါ်ဒီမှာမိမနှုတ်မှာတော့စီကားမရှိနှုတ်မှာစီကားမရှိဘောင်းလည်းဆိုသူအဆက်ကွဲမဲ့ရောက်သူအဆက်ကွဲမခံမဲ့ရောသက်အဆက်ကွဲအောင်လုပ်လိုက်တာအဲ့ဒါသေးတိမ်တဲ့သဘောသား မှားနေတာ तू ဒါပေမဲ့ तू မှားကြောင်းဝင်မကောင်း तू များမှားတယ်ပဲပြောတာအဲ့ဒါလွဲမှားတော့ तू အဲ့တော့ပေါ်ဒီပါမင်းမနောက်ကျန်းစာထဲမှာအဆက်ကိုဝင်မခံတဲ့သူတွေရှိမှားတယ်ဆိုတာမှားတယ်လို့ဝင်မခံတဲ့သူကမိုက်မဲတော့ तू စိုးညက်တော့ तू ဖြစ်တယ်ပေါ်ဒီပါမင်းမအဲ့ထက်မှပါတယ်ဒါ तू မှားတာဝင်မခံဘူး तू အဆက်တော့ရောတက်ကိုအဆက်ခွဲပြီးဒုက္ခပေးလိုက် ေကယုဒရောဘာမဖြစ်ပါဘူး။ तू နှစ်နှစ်ထောင်ကြပြီ तू ကဘယင်ကံပြန်ဖြစ်သွားတယ်။ဒါပေမဲ့ပေါတိပါမိန်းမနဲ့ပေါတိပါရူရဲ့တမိုင်းပျောက်သွားတယ်။တမိုင်းမရှိတော့သူတို့တမိုင်းချောင်းမချန်တော့ယုဒတမိုင်းချန်။ဘာကြောင့်လဲ။နှစ်နှစ်သာ तू ဒုက္ခရောက်ပြီမဲ့ဒုစရိုက်ကင်းပြီဖခင်နှစ်သက်တဲ့တတာနဲ့အသက်ရှင်တော့ तू ပြုတ်လီသမ ्या မှာဖခင်အောင်မြင်ခြင်းခွင့်ပေးတယ်။နားလည်အောင်ပြောရင်ပေါတိပါမိန်းမယုဒတ်ကိုလူရှိမှလာ तू နိုင်သွားတာ။ ဒါပေမဲ့ဖယားသခင်ရှေ့မှာသူရှုံးသွားတယ်ဖယားသခင်ကတော့ပေါတိပါမိန်းမရှေ့မှာသာယောသက်ကိုရှုံးတယ်လို့ထင်လိုက်ပေမဲ့အီဂျစ်အေဂူတူတနိုင်ငံလုံးမှာဒုတိယဘုရင်ကဖြစ်နိုင်ခြင်းခွင့်ဖယားပြန်ပေးပလိုက်ဖယားနာမှာပုံချိပါစေအော်ဒီကနေ့သင်သက်တာမှာတချို့အရာတွေကတကယ်လူရှေ့မှာရှုံးသွားလေကိစ္စမရှိမိတ်ဆွေအတိကဖယားသခင်ရှေ့မှာသင်နိုင်နေဖို့လို့တကယ်လုတ်ပြီးမှဖယားသခင်မယ် နောက်ပေါ်ဒီမှာမိမယောသက်ကိုအနိုင်ကျင့်လိုက်တာယောသက်ကိုပဲအနိုင်ကျင့်လို့ရတယ်ယောသက်ရဲ့အနာဂတ်တွေကိုအနိုင်ကျင့်လို့မရပေါ့လေဆိုယောသက်ရဲ့အနာဂတ်တွေကိုဖယားသခင်ကပိုင်ထားတာဖြစ်တယ်။အဒီကနေ့လောကမှာလူဟာတဲ့ကိုအနိုင်ကျင့်လို့ရရင်ရဒါပေမဲ့တဲ့အနာဂတ်ကိုအနိုင်ကျင့်လို့မရဘာကြောင့်လဲတဲ့အနာဂတ်ကိုဖယားသခင်ကပိုင်တာဖြစ်တယ်။အဲကြောင့်ပေါ်ဒီပါရဲ့မိမနှုတ်စည်းကမ်းမရှိတဲ့အခါ तू အနိုင်ကျင့်ဒါပေမဲ့ तू အနိုင်ကျင့်ပေမဲ့ तू ရှုံးသွားတာ ရော့သက်အကြောင်းကျမ်းစာမှာတောက်လျှောက်ပါတယ်ဘာလို့လဲပေါ်ဒီပါနဲ့သူ့မိန်းမအကြောင်းမပါတော့သူ့ယောက်ျားအမတ်ကနေဘယင်ဖြစ်ဖို့အခွင့်အလမ်းများတယ်ဒါပြင်ကျမ်းစာထဲမှာအမတ်ကနေဘယင်မဖြစ်တဲ့ပြင်သူ့တို့အကြောင်းဖော်ပြထားခြင်းမရှိတော့အဲ့ဒီခေါင်းကျန်းခန်းကြီး39နောက်ပိုင်းမှာခေါင်းကျန်းခန်းကြီး40ရာနေစပြီးသူ့တို့အကြောင်းမပါတော့မရှိတော့ဘာကြောင့်လဲမတရားတာလုပ်တဲ့အခါသူ့တို့သမိုင်းပျောက်တော့တယ် ဒါကြောင့်သူကနှုတ်မှာစီကံမရှိတဲ့အခါအနာဂတ်တည်ပျောက်လာပြီဆိုတော့သူတွေ့ရတယ်။နံပါတ်၄နောက်ဆုံးတစ်ချက်နောက်ဆုံးချက်ကတော့ဘာလဲဆိုတော့သူကတတ်မှတ်တဲ့စိတ်နဲ့လုံဆောင်သမျှအားလုံးဟာသူ့ဘဝမှာကြာဆင်းခြင်းတွေပဲဖြစ်သွားတယ်။တော့လောကမှာလူဟာဒီတတ်မှတ်တဲ့စိတ်ကိုကျွန်တော်ကချုပ်တီးရချုပ်တီးရ။ကျသာဖိလိပ္ပိခန်းကြီးနဲ့ငယ်ငါးမှာယေရှုခရစ်၌ရှိတဲ့စိတ်ဘောသင်တို့၌လည်း ရှိစီပါလို့ပြောတယ်။အဲ့ဒီတတ်မှတ်ချင်းပါတဲ့အခါလူရဲ့လောက်ရတဲ့ကလွဲလာတယ်။ပြောတာတွေလွဲလာတယ်၊လှုပ်တာတွေလွဲလာတယ်၊နေတာထိုင်တာတွေလွဲလာတယ်၊အသက်တာတွေလွဲလာတယ်၊အနာဂတ်တွေလွဲလာတယ်အကုန်လွဲကုန်။ဘာကြောင့်လဲ?အတိတ်ကအခြေခံတတ်မှတ်တဲ့စိတ်ကြောင့်တော့ကျွန်တော်ရဲ့နှလုံးသားထဲမှာဒီတတ်မှတ်တဲ့စိတ်တွေကိုကျွန်တော်ကပြီလေရှောင်ရှားရမယ်။ဒါအရေးကြီးတယ်။နောက်ပေါ်ပြမိမဒီတတ်မှတ်တဲ့စိတ်ကိုသူမရှောင်တဲ့အခါမှာ ယောသက်ကိုသူနိုင်သွားပြီမဲ့ဖျားသခင်ရှိမှသူ အကြီးကြီးရှုံးပြီးဒီတတ်မှတ်တဲ့စိတ်ကြောင့်သူအနာဂတ်ဒီဆုံးရှုံးသွားတယ်။တောင်းဒီနေချစ်တော်မိခင်များချစ်တော်ဖခင်များချစ်တော်သားမီးများချစ်တော်ညီကိုမောင်မများကျွန်တော်ရဲ့သက်တာမှာဒီတတ်မှတ်တဲ့စိတ်ပါလာပြီ။အဲတတ်မှတ်တဲ့စိတ်ကြောင့်လောက်ရက်ဒီအကုန်လွဲလာတတ်တယ်။ပြောတာဒီအကုန်မားလာတတ်တယ်။ နောက်ကျွန်တော်ရဲ့စိတ်ကတမတ်တဲ့စိတ်ဒေါသစိတ်မြင်မြင်ကတဲ့စိတ်ချီနှောင်တဲ့စိတ်ခွမလွတ်တဲ့စိတ်မုန်းတီးတဲ့စိတ်ကလစားချီတဲ့စိတ်အတားစိတ်ဒါတွေကိုဖေရှားပြီးယေရှုခရစ်တော်၌ရှိတဲ့စိတ်တဘောရှိမှ သူတပါးကကိုထက်တာ၍ကောင်းတယ်လို့ရှုမြင်တာဤဒီကထောက်ပြရင်နှုတ်ကပတ်တော်ရဲ့စကားဖြစ် ောင်ဒီကနေ့သင်တဲ့ကျွန်တော်ရဲ့အသက်တာမှာတတ်မှတ်သောစိတ်ကိုရှောင်ရှားပြီးယေရှုခရစ်၌ရှိတဲ့စိတ်တော်ရှိရင်အဲဒီဖခင်ကျွန်တော်ကိုဆွဲခေါ်ပြီးကောင်းချီးပေးမှာဖြစ်တယ်။တော့ယောသက်ကသူများကိုဒုက္ခပေးခြင်းနဲ့စိတ်မရှိဘူး။သူကအချိုးပြုတ်တတ်တဲ့စိတ်ရှိတယ်။တောင်းလဲသူထောင်ကြတဲ့အခါဖလားတော်ဝင်နဲ့စားတော်ဝင်အိမ်မတ်မတ်တယ်။အဲဖလားတော်ဝင်နဲ့စားတော်ဝင်သူ့အိမ်မတ်ကိုဘာသာပြန်ခိုင်းတာမဟုတ်ဘူး။ အဲ့ဖလားတော့ဝင်နေဆရဝင်မျက်နာကြည့်ပြီးမျက်နာမကောင်းလို့ခင်ဗျားတို့ဘာဖြစ်လဲကျွန်တော်ကူညီပါမယ်ဆိုပြီးဟိုကအိမ်မက်ပြောင်းပြောတော့ရောသက်ကဘာသာပြန်လိုက်တာဒါတော့မှဆရဝင်တော့အသက်ခံရတယ်ဖလားတော့ဝင်သူ့နေရာရတော့ရောသက်ကပြောတယ်ခင်ဗျားကျွန်တော်မမေ့နဲ့တော့တဲ့မမေ့မဲ့တော့ဆိုဟိုကလည်းစိတ်ချဆိုနှစ်နှစ်မေ့သွားသေးတယ်နှစ်နှစ်ကြာမှဖာရောကအိမ်မက်မတ်ငေါဝဝခွနကောင်ပိမိန်ခွနကောင်မြို့ဇဗနာဝဝခွနကူပိမိန်ခွနကူကမြို့အဲ့ဒီ အတိတ်ပဲဖာရောရဲ့ပညာရှင်တွေလည်းဘယ်သူမှမပြောတတ်ဘူးအဲ့ကြမှာဖလားတော်ဝင်သွားသတိရအဲ့ဒါဘုရားသခင်ကပဲဖာရောအဲ့အိမ်မမတ်စေတာအဲ့သတိရစီအောင်လုပ်တာလေဘုရားသခင်ပဲအဲ့ကြမှာဖလားတော်ဝင်ဟာကျွန်တော်ထောင်ကြတော့ကျွန်တော်အိမ်မက်ဘာသာပြန်ပြီးတဲ့သူရှိတယ်သူပြောတာကွက်တိဖြစ်တယ်အဲ့တော့ဖာရောခေါ်ဆိုချက်ချင်းဘာသာပြန်တဲ့အခါယောသက်ကတည့်ရက်သေးနဲ့ဒီအိမ်မက်ကိုဘာသာပြန်ပြီးဒုတိယပြန်တာဖြစ်တယ် ဒါကြောင့်ယေရှုခရစ်၌ရှိတဲ့စိတ်တော်ရှိတဲ့သူဖျားနဲ့သွာလာတဲ့သူရဲ့အသက်တာမှာအမြဲတမ်းဖျားသခင်ပြန်ထားတဲ့ top ပေါက်အမြဲရှိတယ်။အမြဲတမ်းသူ့မှာ top ပေါက်ရှိတယ်။တစ်ခုမဟုတ်တစ်ခုဖျားသူ့ကိုပြစ်စင်ပြီးတယ်။ဘောက်သူဖျားနဲ့သွာလာတယ်။နောက်ဒီကနေ့ချက်တော်မိခင်များကျွန်တော်ရဲ့သက်တာမှာခရစ်တော်၌ရှိတဲ့စိတ်တော်နဲ့သွာအမြဲတမ်းအိမ်မှာဘလောက် top ပေါက်ပိတ်အောင်ဖြစ်ဖြစ် top ပေါက်တစ်ခုဖျားအမြဲပြင်ဆင်ထားမယ်။ လွတ်မြောက်ရာလမ်းကိုအမြဲတမ်းပြင်ဆင်ထားမယ်တခုမှတခုအစဉ်ပြေအောင်ဖះလုပ်ပေးထားလိမ့်ရောသက်ကြည့်လိသူ့ရဲ့သဘောထားမှန်ခြင်းဟာသူ့တော်ထွက်မြောက်ရာလမ်းပြင်ဆင်ခြင်းခါနောက်ဆုံးအီဂျစ်ပြည်တနိုင်ငံလုံးကိုခိုင်းတဲ့ဒုတိယပြည်ကံဖြစ်သွားတယ်တကယ်တော့ तू ကသူများအခိုင်အခံဘူးလာတာဒါပေမဲ့ तू ကတနိုင်ငံလုံးကိုပြန်ခိုင်းတယ်လို့ပြောဖြစ်တယ်ဘာကြောင့်လဲသူ့နှလုံးသားမှန်တယ်ဖះနဲ့သွားလို့တောင်းဒီကနေ့ကျွန်တော်တို့က အချားရာတွေမှန်တာထက်နှလုံးသားမှန်မှ ကောင်းကြီးလဲမှန်မှာမှာဖြစ်တယ်။တောင်ဒီကနေ့ကျွန်တော်လိလာတဲ့မိုက်တော်မျိုးကြီးတဲမှာပေါတိဖာမိမကအမျိုးပြတ်သောမိမဖြစ်တယ်။ဒါကြောင့်နှစ်သောမြည်တွင်းနဲ့တူသော အမျိုးပြတ်တဲ့မိမကပေါတိဖာမိမပဲ။ဒါကြောင့်ထိုမိမအကဲ့သို့အသက်တာမဖြစ်ပေနဲ့ပညာရှိတဲ့အမျိုးသမီးများအသက်တာကဲ့သို့ကောင်းစွာအသက်ရှင်နိုင်သောသူများဖြစ်ပါစေလို့အားပေးခြင်း နောက်ဆုံးဖြစ်ပျက်လေးတစ်ခုပြောပြီးနေကုန်းချုပ်ချင်တယ်ဒီကောင်ကចောင်းသားလေးတယောက်ကသူចောင်းတက်တဲ့အခါမှာသူចောင်းသားအသက်ဖြစ်တော့ចောင်းဆရာသူ့ကိုမီးတယ်ကဲမင်းနာမည်ပြောပါဦးဟိုတော့ចောင်းသားသူ့နာမည်ပြောတယ်အဲ့ချိန်မှာပဲဒီចောင်းဆရာမီးတယ်ကဲမင်းဖေနာမည်ပြောတော့ចောင်းသားကလည်းသူ့ဖေနာမည်ပြောတယ်အဲ့တော့ចောင်းဆရာထပ်မီးတယ်ကဲမင်းဖေဘာအလုပ်လုပ်လဲပြောပါဦးအဲ့ကြမှာဒီကလေးကမတည့်ရပြီးဆရာကိုပြောတယ် ိမ်မှာကျွန်တော်အမေခိုင်းတာအကုန်လုံးတယ်အိမ်မှာကျွန်တော်အမေခိုင်းတာအကုန်လုံးတယ်အเจ้าဆရာဘာမှဘာမှမမေးရတော့ဘာအဖေပါလုပ်လဲဆိုတော့ဟာအဖေကအင်ဂျင်နီယာကြီးလုပ်တယ်ဆရာဝန်ကြီးလုပ်တယ်ဘာလုပ်တယ်ညာတင်မောသားဘာနဲ့အားဘာမှမပြောဘာပဲပြောလဲအိမ်မှာအမေခိုင်းတာအကုန်လုံးတယ်ဒီကနေ့ပေါ်တီဖာရဲ့အသက်တာလေအဲ့ဒါပဲသူ့မိန်းမပြောတော့အကုန်ညုံတယ်ယောသက်ကမညုံဒါပေမဲ့ယောသက်ကဖရာတရားသမား ဖခင်နဲ့သွားတဲ့သူကသူမယုံအတ္တစိတ်ရှိတဲ့မျိုးသမီးရဲ့စကားကိုသူယုံသွားတယ်တော့သူဆုံးဖြတ်ချက်အကုန်လွဲသွားတယ်တောင်းဒီကနေ့ကျွန်တော်တို့ယုံရမှာအချားရာကြီးယုံရမှာမဟုတ်နှုတ်ဘတ်တော်စကားကိုယုံရဖခင်နဲ့အတူသွားလာခြင်းပေါ်မှာယုံကြည်ရဖခင်ကိုကြွေးမဲ့ယုံရနှုတ်ဘတ်တော်ပြောတဲ့စကားကိုယုံရနှုတ်ဘတ်တော်ပြောတဲ့အတိုင်းလုပ်ရကျုပ်ပြောချင်တာသူပြောလို့မရဘူးနှုတ်ဘတ်တော်ပြောစီလို့တဲ့စကားပဲပြောရအဲဒီပေါ်မှာဖခင်ကျွန်တော်တို့ကိုကောင်းချီးပေးမှဖြစ်တယ်ချမ်းသာသူရုပ်ချင်းစီတိုင်း ဖျက်ရှင်သာ၍ကောင်းချီးပေးပါစေ။ငြိမ်သက်ခြင်းရှိပါစေ။ God bless you all ။ရှင်ညာစရာတို့ကျွန်တော်နှစ်ဖာအင်္ဂါနေ့မြန်မာစံတော်ချိန်ညနေ3:00နာရီခွဲမှာကျွန်တော်တတိယတရားကျမ်းစာမှာမိုက်တော်အမျိုးသမီးတတိယတရားကိုကျွန်တော်ဆက်ပြီးဆင်ခြင်ခွန်အားယူမှာဖြစ်ပါလိမ့်။ကြည်ရှိသူအားလုံးကိုဖျက်ရှင်သာ၍ကောင်းချီးပေးပါစေ။ငြိမ်သက်ခြင်းရှိပါစေ။ God bless you all ။ဆုတောင်းကောင်းချီးခံယူကြပါစို့။ခမည်းတော်သားတော်သားရှင်တော်ဝင်းကျွန်တော်ဒုံမတူဖျားထံတော်ဘာမှကောင်းချီးဖျားပြသည်။ကြည့်ရှုတဲ့ online ပရိသတ်များမြန်မာပြည်နဲ့ကမ္ဘာကြီးပေါ်သို့တက္ကသိုလ် ဒီကနေ့မိုးနေ့ကြောက်တဲ့မိုးနေ့ရှင်သီးသီးပေါ်သူ၎င်းမင်္ဂလာနေ့ပတ်လည်ကြောက်တော်သူသီးသီးပေါ်သူ၎င်းဘုံတော်ဝင်စားတဲ့သူတွေရဲ့ချမ်းရှိတဲ့မိသားစုတွေနှစ်သိမ့်မှုရဖို့တော်တယ်၎င်းမြန်မာပြည်နဲ့တစ်ကမ္ဘာလုံးမှာရှိတဲ့မိခင်များအွန်လိုင်းကကြည့်တဲ့မိခင်များအသက်ရှင်ခြင်းကျမ်းမာခြင်းအနာငိမ့်ခြင်းကောင်းစားခြင်းကြွယ်ဝခြင်းကာလအစဉ်မြဲတည်ရောက်သလိုအွန်လိုင်းကိုအမြဲချစ်ရှုတဲ့အဖိုးဖွားဖေမေတော်ဦးလေးမိဘညီကိုမောင်မခလိလူငယ်လူကြီးဆရာသမားအားလုံးပေါ်သူတို့၎င်းနှုတ်ဘတော်အဖြစ်စုံနေတဲ့ကောင်းကြီးတို့သည် ယနေ့မှစကားလာအစဉ်မြန်တရောက်တည်ရှိတည်နေပါစေတော့အာမင်ယေရှုတမန်တော်ကြီးရှိသူအားလုံးကိုဖြတ်ရှင်ကောင်းချီးပေးပါစေ God bless you all ပြန်လည်တွေ့ဆုံကြပါစို့